မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်ဗီဒီယိုကတော့ဘေးဒင်းရဲ့နေရာနဲ့ပတ်သက်ပြီးတနင်္ဂနွေသားသမီးများရဲ့တပတ်တာစီးပွားရေးလူငယ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ဘေးဒင်း hostel တွေကိုဝင်မြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ Silim Segment မှာကျွန်တော်ရဲ့စစ်ပိုင်းဘေးဒင်းနဲ့ Gamma Yabuda Channel လေးကို Love and Square လို့ပေးထားကြပါအောင်ခင်ဗျာကျေးဇူးပြုရေးစစ်ပိုင်းဘေးဒင်းနဲ့လက္ခဏာ Gamma Yabuda Channel လေးကို Love and Square လို့ပေးထားကြပါအောင်ခင်ဗျာ တနင်္ဂနွေသားသမီးများအတွက်တပတ်တာမီဒီယံဟော့စတန်နေနဲ့ဇွန်လ၁ရက်ကပြီးတော့ဇွန်လ9ရက်အထိမှာအလောက်ကန်တိုးတဲ့ခြေနေကြုံတွေ့ရတတ်ပါတယ်မြေကိစ္စအမွေကိစ္စတွေမှာရရှိတတ်ပါတယ်ငွေကြေးရရှိနိုင်တဲ့အခွင့်အလမ်းတွေပေါ်ပေါက်တတ်တဲ့ငွေကိုခြေတာပြီးသုံးဆွဲရန်လိုပါလိမ့်မယ်ပညာရေးတွင်ဆရာသမားအကောင်းတွေနဲ့တွေ့ရတတ်ပါတယ်ပညာအသစ်တွေနဲ့ဒီအပိုင်းတွင်မှာသင်ရတတ်တဲ့ရရှိတတ်တယ်ဒီတစ်ပတ်ရဲ့အခြေရေးမှာတော့ ချစ်သူရည်သားတွေဆက်ဆံရေးတွေတိုးတက်မှုတွေရရှိလာနိုင်တယ်။ချစ်သူရည်သားများအတွက်နားလည်မှုနှင့်ရင်ဖွင့်ဆွေးနွေးခြင်းကပုံမှန်ကောင်းမွန်သောဆက်ဆံရေးတွေကိုဖန်တီးပေးနိုင်ပါလိမ့်မယ်။လူပြိုလူလူများအနေနဲ့အစ်စ်အစ်စ်သောလူများနဲ့မိတ်ဖွဲ့နိုင်ပြီးစိတ်စိတ်ဝင်စားဖွယ်အခြေရေးတွေအစပြုနိုင်ပါလိမ့်မယ်။ဒီတစ်ပတ်ဒီမှာအလောက်ကန်နေတဲ့အလောက်ကန်တွင်မှာ အားထုတ်မှုများအကျိုးရှိလိမ့်မယ်အထူးသဖြင့်ပူပေါင်းဆောင်ရွက်မှုတွေမှာအခွင့်အလမ်းသစ်များရရှိနိုင်ပါတယ်အချို့သောတင်းငွေတာသမီများတွေယာရုတိုးခြင်းဒါမှမဟုတ်ဝင်ငွေတိုးခြင်းတွေကြုံရနိုင်ပါတယ်တည်င်းကောင်းတွေကြားရှိနိုင်ပါတယ် ဒီတစ်ပတ်အတာတနင်္ဂနွေသားသမီးများရဲ့ကျန်းမာရေးအနေနဲ့ကျန်းမာရေးကောင်းမွန်စွာထိန်းသိမ်းနိုင်မယ့်အပတ်ဖြစ်တော်လဲစိတ်ဖြည့်ဆည်းမှုများကိုဂူးဆိုင်ရန်လိုအပ်ပါပါတယ်ကျန်းမာရေးတွင်ဝမ်းပိုက်ပိုင်းနဲ့ပတ်သက်တာခေါင်းမှုခေါင်းကိုက်တာတွေဖြစ်တတ်ပါတယ်အရေးဝအောင်အနာယူသင့်တဲ့အချိန်ကာလဖြစ်တဲ့ဒီတစ်ပတ်ဒီမှာငွေရေးချေးအနေနဲ့သတိထားမယ့်အပတ်ဖြစ်တဲ့ အလဟာဒငွေညမဖြုံးမိစေရန်ဂယူဆိုက်ရမယ်ရင်းနှီးမြုပ်နှံမှုများပြုလို့ရန်အချိန်ကောင်းမဟုတ်သေးပါဘူးဒါပေမဲ့အနာဂတ်တွင်ငွေစုဆောင်ခြင်းနဲ့အတုံးစိတ်စီမံခံကွက်မှုပြအတော့အကောင်းဆုံးသောအချိန်ကာလတွေဖြစ်ပါတယ်ဒီတစ်ပတ်အတွင်းမှာကံကောင်းခြင်းများရရှိနိုင်တော့လဲ အားထုတ်မှုမရှိပါကအခွင့်အလမ်းများလွတ်လွတ်သွားနိုင်တဲ့အချိန်ကာလဖြစ်တယ်။တင့်အတွက်အရေးကြီးသောဆုံးဖြတ်ချက်များကိုတင်ချစဉ်းစားပြီးမှလှုပ်ဆောင်နိုင်မယ့်ကာလဖြစ်ပါတယ်။အကျိုးပေးကဏ္ဍအနေနဲ့ကတော့တင့်၅၄ကဏ္ဍနေဖြစ်ပြီးတော့အကျိုးပေးအယောင်နေနဲ့ကတော့အနည်းအောင်ဖြစ်ပါတယ်။ဂံကောင်းစီရဲ့ယရိယာအနေနဲ့ကတော့ပါမှုထောပတ်တော့၅ချက်ကိုအင်္ဂါဖြတ်တဲ့ပူတန်းပြီးတော့လိုရာစုကိုတောင်းနိုင်ပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့စီစဉ်နေတဲ့ဒီနေ့ဒီလောက်ပါပဲခင်ဗျာ။နောက်စီစဉ်များဆက်လက်အားပေးနိုင်ရင်တော့ကျွန်တော်ရဲ့စစ်ပိုင်း ဗီဒီယိုနဲ့ကံမြောက်ဘူးတာ channel လေးကို like and subscribe လုပ်ပေးထားကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ